ငလင်တန်တဲ့ပြည်သူတွေအတွက်ပါဝင်ကူညီလှူဒန်းပေးခဲ့ကြတဲ့အနုပညာရှင်များ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Celebrity ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချိုးဆိုပါရရှင်။မြန်မာနိုင်ငံက COVID-19 ကရောဂါဘေးကိုလည်းရှင်ဆိုင်ကြုံတွေ့ခဲ့ရသလိုရေဘေးကိုလည်းကြီးကြီးမားမားကြုံတွေ့ခဲ့ရပါတယ်။ဒါအပြင်အခုတစ်ခါမှလည်းငလင်တန်ကိုတော်တော်လေးခံခဲ့ရတာဖြစ်ပါတယ်။အခုတစ်ခါငလင်ဘေးကတော့တော်တော်လေးကိုဆိုးဝါးတယ်လို့ပြောလို့ရပါတယ်။နှစ်ပေါင်းတရာအတွင်းမှာအဆိုးဝါးဆုံးငလင်ကြီးဆိုပြီးတော့လည်းတိုင်းတာသိရှိရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဆိုလို့ရှိရင်တော့အခုလိုမျိုးတဘာဝ BNT ရီကိုအရင်ကတော့မကြုံတွေ့ဘူးပဲနဲ့အခုမှကြုံတွေ့ခံစားရတာဖြစ်တဲ့အတွက်လည်းအတွေ့အကြုံရှိရတဲ့တော်တော်လေးကိုထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများတယ်လို့ပြောလို့ရပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်နေ့လယ်တနာရီဝန်းကျင်မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ် AR Restorski ကတော့9.8ရှိတဲ့ငလင် ဖြစ်ပါတယ်စကိုင်းမြို့အနီးကိုဗဟိုပြုပြီးတော့လှုပ်ခတ်သွားခဲ့တယ်လို့လည်းသိရပါတယ်မြန်မာနိုင်ငံက ငလင်အန်တရီရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ငလင်အတွက်လည်းနောင်နောင်နေမှာချုပ်တင်ပြင်ဆင်မှုတွေအများကြီးလှုပ်ထားတဲ့နယ်ဆိုတာကိုသင်ခန်းစာအကြီးကြီးရတော့တာလည်းဖြစ်ပါတယ်။အခုငလင်ကြောင့်မို့လူအသေးအပြောင်းတွေအိုးအိမ်တိုက်တာပျက်စီးဆုံးရှုံးမှုတွေအများအပြားလည်းဖြစ်ပွားခဲ့ပါတယ်။ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာပြည်သူတွေနဲ့တသားတွေရှိတာကတော့ Brighter Me ခင်ကြီးခိုင်နေဝေပဲဖြစ်ပါတယ်။ခိုင်နေဝေစီကို လူတန်းပေးတဲ့အမှုပညာရှင်တွေလည်းအများကြီးရှိပါတယ်။အဲဒီဒီကမှနေတူဆိုလို့ရှိရင်လေပရိသတ်တွေဒီလိုမျိုးဒုက္ခရောက်တိုင်းမှာအမြဲတစေလူတန်းပေးနေရဖြစ်ပါတယ်။အခုလည်းငလင်းပေးတန်တဲ့ပြည်သူတွေအတွက်လိုအပ်ရာသုံးဖို့အတွက်ကိုခန်းနေဝေစီမှာနေတူကတိန့်တရာလူတန်းပေးခဲ့ရလဲဖြစ်ပါတယ်။ ဒါအပြင်ကျင်းပေါ်ဇလန်တွဲထဲမှာကိုကိုငယ်အဖြစ်တရုတ်ဆောင်ခဲ့တဲ့နေလင်းရှိန်ကနေပြီးတော့လေခန်နေဝင်စီကိုတိန့်တရာလူဒန်းပေးထားတာလည်းဖြစ်ပါတယ်ရှင်။နောက်ထပ်လူဒန်းပေးတဲ့အမှုပညာရှင်ကတော့နော်ဖောအေထားဖြစ်ပါတယ်။နော်ဖောအေထားကတော့လွမ်းပိုင်နဲ့အခြေအခြေရာကိစ္စတွေ hot ဖြစ်နေတဲ့အချိန်မှာသူမမှာစိတ်ညစ်ပူပန်စရာတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့လေသူမရဲ့ပူပန်မှုတွေကိုခဏဘေးဖယ်ထားပြီးတော့ ခိုင်နေဝေးစီမှာပဲတိန့်တရာလူတန်းပေးခဲ့ရလဲဖြစ်ပါတယ်ရှင်။နောက်ထပ်မင်းသမီးချောလီကတော့ဤချောဖို့ဖြစ်ပါတယ်။ဤချောဖို့ကရှေးဘေးတုန်းကလည်းပြည်သူတွေအထွတ်အဆွမ်းကုန်လူတန်းပေးခဲ့သလိုအခုသမီးလေးမွေးဖွားထားပြီးတော့လူအင်အားလိုက်ပါပြီးတော့မကူညီနိုင်တဲ့အချိန်မှာငွေအင်အားတိန့်တရာအဖြစ်ကိုခိုင်နေဝေးစီမှာလူတန်းပေးခဲ့ရလဲဖြစ်ပါတယ်။နောက်ထပ်ကတော့အားလုံးအချက်တော်မင်းသမီးချောလီကိကိဖြစ်ပါတယ်။ဝင်းမုံရွှေကြီးကလည်းအလူရည်စက်တလဲမကွာလူတန်းနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အိမ်အောင်ချပြီးရနောက်မှာပို့လို့တောင်မှအလူအတန်း န်းတွေကစတိုက်ဆိုလိုဖြစ်လာခဲ့တာဖြစ်ပါတယ်။အခုလည်းငလင်တန်သင့်ပြည်သူတွေအတွက်လိုအပ်ရာသုံးဖို့အတွက်ကိုခန်းနှင်းဝေစီမှာတိန်း300လုတန်းပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်နောက်ထပ်များစွာသောအမှုပညာရှင်တွေကလည်းသူတို့တနိုင်တဲ့ပမာဏတွေနဲ့လုတန်းပေးနေတာဖြစ်ပါရဲ့။ဒီထဲမှာနောက်ထပ်ထူးခြားတာကတော့ဒေသရှင်ဖြိုးကြီးတို့အစုံတွေကလည်းဧပြီလ9ရက်နေ့မှာကျင်းပမဲ့မင်္ဂလာပွဲကိုရက်သိမ်းပြီးတော့အဲဒီပွဲမှာကုန်ကြမဲ့ကုန်ကြစည်းတွေကို ငလင်တန်တဲ့ပြည်သူတွေအထွက်ကိုလှူဒန်းပေးလိုက်တယ်လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အထွက် Top Celebrity တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်ကျဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။